င်္ဂလာပါရှင်ကျမကသတင်းပါပြီးခဲ့တဲ့တပတ်အတွင်းမှာ People's Spring ကတင်ဆက်ပေးခဲ့တဲ့သတင်းတွေထဲကထူးခြားတဲ့သတင်းဖြစ်ရတချို့ကိုပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တပ်ဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်နှုတ်ကိုကြီးမားတဲ့ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ဖမ်းဆီးအရေးယူထားကြောင်းမန္တလေး PDF ထုတ်ပြန်တဲ့သတင်းနှစ်200ကျော်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UG တပ်ဖွဲ့ဝင်ကို PDF နဲ့ပောက်ကောက်ဖရီတိုက်ခိုက်ကဲထုတ်တဲ့အကြောင်းတက္ကသိုလ်ကျောင်းသားတွေမဲမပေးရင်ကျောင်းအပ်လက်မခံဘူးလို့စစ်ကောင်စီချင်းချောက်ထားတဲ့တဲ့ ဒီသတင်းနဲ့အပြင်အခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရရှင်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ယောက်ဖြစ်တဲ့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုကြီးမားတဲ့ပြစ်မှုအမျိုးအစားကျူးလွန်ထားတာကြောင့်ဖမ်းဆီးအရေးယူထားကြောင်း MDY PDF ကနိုဝင်ဘာ22ရက်နေ့မှာထုတ်ပြန်ပါတယ်။သူတို့နှစ်ယောက်ဟာကာလာတန်ဖိုးကြီးမားတဲ့တပ်ပိုင်းဗန္ဓာပစ္စည်းတချို့ကိုတပ်ရဲ့အစီမင်းစည်းကမ်းနဲ့လုံထုံးလုံနည်းတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်းပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်းကာယကံရှင်တွေကိုယ်တိုင်ပါဝင်တဲ့2025 August လကဗဟိုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ထားပြီဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဗန္ဓာပစ္စည်းတွေကိုတက်ဖွဲ့စီအ мян ဆုံးပြက်လဲအနှံ့ရမယ်ဆိုတာကိုလည်းဆုံးဖြတ်ခဲ့တယ်လို့အသိပေးပါတယ်။ September လမှာကျင်းပခဲ့တဲ့တက်မှုများ6လပတ်ဆုံးကြီးအစည်းအဝေးမှာလည်းဗဟိုဥဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်တွေကိုထပ်လောင်းအတည်ပြုခဲ့ပေမဲ့အခြေအနေအရရကြောင့်ပြည်ထောင်တွေကိုလက်တွေ့ချမှတ်နိုင်ခြင်းမပြုသေးဘဲ ယာယီဆိုင်ငံ့ခဲ့ကြောင်းဖော်ပြပါရရှင်။မကွေးတိုင်း6မြို့မှာစစ်ကောင်စီအကြီးအကဲထောက်တိုင်ဖြစ်တဲ့6မြို့အစည်းအဝေးသားရဲရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ပြက်ကတ်ရှင်းလင်းမှုနဲ့အဖမ်းခံထားရပြီးထောင်ဒဏ်230ကျော်6မှတ်ခံထားရတဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်ကိုထောင်ကိုပို့ဆောင်စင်မှာ PDF ပကောက်ဖနဲ့တော်လရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ပြီးကဲထုတ်နိုင်ခဲ့ပါတယ်။6မြို့နယ်ပကောက်ဖလက်ရုံးစစ်ကြောင်းကတပ်ဖွဲ့ဝင်နှက်ဆိုင်ခေါ်မုံညူကို နိုဝင်ဘာလ19ရက်မနက်ပိုင်းမှာကဲထုတ်နိုင်ခဲ့တာပါတပ်ဖွဲ့ဝင်မွန်းညိုဟာပြီးခဲ့တဲ့2022မှာ6မြို့အစည်းအဝေးတာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးသက်စင်ဦးကိုပြစ်ခတ်ရှင်းလင်းတဲ့အမှုနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကပုံမှန်မျိုးစုံတက်ခဲ့ပြီးထောင်ဒဏ်1ပေါင်း180တကြိမ်68နှစ်တကြိမ်6မှတ်ထားပြီးနောက်ထပ်အမှုတွေထပ်ဆွဲခံထားရသူဖြစ်ပါတယ်နိုဝင်ဘာလ17ရက်နေ့မနက်မှာတော့6မြို့နယ်ရဲစခန်းကနေရေနံချောင်းနဲ့မကွေးမြို့ကျောင်းမှာရှိတဲ့ ဒေါင်းနေအကျဉ်းထောင်ကိုလုံချုံရင်ကားတစီပြူစောတီ ကားတစီစုစုပေါင်းကားနှစီနဲ့လုံချုံရင်ယူပြီးပို့ဆောင်စင်မှာကြားဖြတ်ကဲထုတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီရွေးကောက်ပွဲကိုတက္ကသိုလ်တက်မဲ့အကြောင်းသားအကြောင်းသူတွေမဲမပင်းရင်ကြောင်းအပ်လက်မခံဘူးလို့ကြောင်းသားအကြောင်းသူတွေကပြောပါတယ်။ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာအသက်ပြည့်ပြီးမဲဆန္ဒပေးခွင့်ရှိတဲ့တက္ကသိုလ်ကျောင်းသားအကြောင်းသူတွေဟာသက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်တွေမှာတက်ရောက်နေခြင်းဖြစ်တယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ဒါကြောင့်မဲဆင်းပါရှိပြီးတက္ကသိုလ်တက်ရောက်ရမယ့်အကြောင်းသားအကြောင်းသူတွေအနေနဲ့မိမိတို့မဲဆင်းပါရှိရာရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးတွေမှာမဲပေးဖို့တိုက်တွန်းထားပါတယ်။ဒါပေမဲ့မဲမပေးတဲ့အကြောင်းသားအကြောင်းသူတွေကိုတက္ကသိုလ်တက်ရောက်ခွင့်အတွက်အကြောင်းအလက်မခံဘူးလို့စစ်ကောင်စီခန့်ဆရာဆရာမတွေကပြောဆိုထားတယ်လို့သိရပါတယ်။ဒါ့အပြင်ကျိုးတင်ဆန္ဒမဲပေးပြီးကြောင်းတက်တဲ့ခန့်လက်မှတ်ပါမှတော့ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့သိရပါရှင်။ ပဲခူးတိုင်းအုတ်တွင်းမြို့နယ်မှာအမျိုးသားတို့ဆိုင်ကယ်ချင်းတက်မီလို့ရန်ဖြစ်တဲ့အမှုကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံလိုက်ရတယ်လို့သတင်းရရှိထားပါတယ်။ပြီးကြတဲ့နိုဝင်ဘာ17ရက်ည09:45မိနစ်ဝန်းကျင်ကပဲခူးတိုင်းအုတ်တွင်းမြို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းကရုံးအကူအသက်24နှစ်အရွယ်ဗဘိုထုံးဆိုသူဟောင်းဈေးရက်ကွက်ကမြို့နယ်ကော်မရှင်အဖွဲ့အစည်းရုံးကနေဆိုင်ကယ်နဲ့ပြန်လာချင်းမီးပွိုက်လန်စုံမှာအမျိုးသားတူစီလာတဲ့ဆိုင်ကနဲ့တိုက်မိကြတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။တစ်ဖက်ရင်ကမောင်းနှင်လာသူဟာ ဈေးရက်ွက်ထဲမှာနေတဲ့အသက်49နှစ်ရွယ်ကိုထွန်းမင်းလက်စိုးသူဖြစ်ပြီးကိုထွန်းမင်းလက်ကလက်သေးနဲ့ထိုးလို့ရုံးအကူဒဏ်ရာရတယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါကြောင့်ရုံးအကူကိုဒဏ်ရာရအောင်လုပ်လို့ဆိုပြီးစစ်ကောင်စီထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပုံမှန်24ကကြီးနဲ့ဖမ်းဆီးအရေးယူထားကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်ရှင်။အာနာသိစစ်ကောင်စီတပ်ကအင်အားအလုံးရဲ့အထူးစစ်ဆင်လာလို့စုခွာခဲ့ရတဲ့ဒီတေမြို့နယ်ထဲကကနေဒီတောင်တက်စကန်နေရာကို နိုဝင်ဘာ16ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ချင်းညင်အောင်အဖွဲ့ဝင် PDF ဇိုလန်းကထုတ်ပြန်ပါတယ်။အော်တိုဘာ29ရက်နေ့မှာထုတ်ဆက်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုဗျူဟာအယခိတရှောင်ပေးကြတာဖြစ်ကြောင်းအသိပေးပြီးကနေဒီတောင်ကို PDF ဇိုလန်းတပ်ဖွဲ့ဝင်တွေပြန်လည်ထိန်းချုပ်နိုင်တဲ့ရုပ်တံကိုဖော်ပြလာပါတယ်။ကနေဒီတောင်ကိုနိုဝင်ဘာလ18ရက်ကပြန်လည်ထိန်းချုပ်နိုင်ကြတာဖြစ်ပြီးကယန်တွေလည်းတင်းစီရမိတယ်လို့အသိပေးထားပါတယ်။စစ်ရေးအရာအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ကနေဒီတောင်ကို PDF ဇိုလန်းက2023နိုဝင်ဘာမှာတက်ခိုက်သိမ်းပိုက်ကြတာဖြစ်ပြီးဒီနှစ်အော်တိုဘာလောက်ကုန်ပိုင်းမှာတော့စစ်ကောင်စီရဲ့ထိုးစစ်အောက်မှာပြန်ပြီးလက်လွတ်ခဲ့ရတာဖြစ်ပါရဲ့ရှင်။ခရင်အမျိုးသားအစီယုံ KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူစည်းဖို့နဲ့ဒုပလျော်ခရိုင်ဥက္ကဋ္ဌဘဒုစောရွှေမောင်တို့ကိုအဖွဲ့ကနေထုတ်ပယ်လိုက်ကြောင်း KNU ဗဟုပြောရေးဆိုခွင့်ရှိသူဘဒုစောတော်နီကအတည်ပြုပါရယ်။ဗိုလ်ချုပ်ကြီးစောမှုတူစည်းဖို့နဲ့ဘဒုစောရွှေမောင်တို့ဟာ KNU ကချမှတ်တဲ့အစည်းအဝေးကိုမလိုက်နာတာကြောင့်အဖွဲ့ရဲ့73ချိန်မြောက်ဗဟုအလုံးမှုဆောင်အစည်းအဝေးကထုတ်ပယ်ဖို့အဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။အဖွဲ့အစည်းရဲ့အမူဝါဒတွေကိုသတိပေးနေတဲ့ကြားကပဲအဖန်တလဲလဲကျူးလွန်ဖောက်ဖျက်ခဲ့လို့အခုလိုထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ဘဒိုစောတော်နီက People's Wing ကိုပြောပါတယ်။ကရင်တရင်ရင်မဲ့တူကလည်းပြီးခဲ့တဲ့တပတ်လောက်ကကျင်းပခဲ့တဲ့ဗဟုအလုံးမှုဆောင်အစည်းအဝေးမှာဘိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ဘဒိုစောရွှေမောင်းတို့ကိုထုတ်ပယ်ဖို့အဆုံးဖြတ်ခဲ့တာလို့သိရကြောင်းပြောပါတယ်။ အခုလိုဥက္ကဋ္ဌဟောင်းတူကိုအဖွဲ့ကထုတ်ပေးတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးအခုလိုဖြစ်ရအပေါ်စိတ်မကောင်းဖြစ်ရပေမဲ့ကာယကံရှင်ရဲ့လောက်ရအပေါ်မူတည်ပြီးဖြစ်ပေါ်လာတာလို့လည်းကရင်တရံရင်မြကပြောပါတယ်။ဗိုလ်ချုပ်ကြီးစောမှုသူစီဘဟာ KNU ဥက္ကဋ္ဌအဖြစ်တက်တန်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ရှင်။ People's Spin ကအပတ်စဉ်တင်ဆက်ပေးနေတဲ့ပြီးခဲ့တဲ့တစ်ပတ်အတွင်းထူးခြားသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။